ဒါကတော့ကျွန်တော်တို့ WHO ကနေပြီးတော့ဒါအကြံပြုထားတဲ့နီလန်တိုင်းပြင်ပြီးတော့ကျွန်တော်ရေးပြထားတာ။သူကတော့ဘာလို့ဟန်လဲဆိုလို့ရှိရင် natural disaster ပြီးသွားပြီဆိုလို့ရှိရင်လို emergency shelter တွေအတွက်အချိန်တိုတင်းမှာကျွန်တော်တို့ကယောဂါတွေကိုစီစစ်ရတယ်။ဘယ်ယောဂါတွေကတော့ဖြစ်နိုင်လဲပေါ့။ cholera လား outbreak ဖြစ်နေဖြစ်နေလားမဖြစ်နေလားဆိုတော့ကျွန်တော်တို့ဝမ်းသွားရဲလို့ရှိလားဆိုတော့ချက်ချင်းကျွန်တော်တို့ကစစ်ဆေးမယ်ပေါ့နော်။ချက်ချင်းအလို acute water retainer တွေကဖြစ်နေလားဆိုတော့ကြည့်မယ်။ပြီးတော့ဒါကိုကျွန်တော် infection prevention တခုခုလုပ်မယ်ပေါ့။ဟိုအာဒီအာယောဂါရှိတဲ့လူတွေ တက်တက်ကျွန်မခွဲထားတာတို့တခြားကျွန်မတို့ဒီရှိတဲ့လူတွေကိုလည်းပဲကုသတဲ့အပုံစံပေါ့နော်သူရဲ့ management ဒီ client တိုင်းသွားတာတို့ဒါမျိုးတွေကျွန်မလုပ်မယ်ပြီးတော့ခါကြတော့တခြားလူတွေရှိသေးတာဆိုကျွန်မစောင့်ကြည့်မယ်ပေါ့နော်ဒီ camp မှာရှိတဲ့နောက်တဲ့ camp တွေမှာရှိသေးတာနောက်တဲ့ shelter တွေမှာရောဒါမျိုးဝန်သွားတဲ့လူရှိနေတယ်ဆိုတော့ကြည့်ရပြီးတော့ခါကြတော့ကျွန်မတို့မှာအဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်တော့တကယ်တဲ့ကယောဂအသွေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ထိန်းချုပ်ဖို့အတွက်လိုရမယ်ပြီးတော့အစီမံတဲ့ကိစ္စတွေလည်းပဲကျွန်တော်ဆက်ပြီးတော့လှုပ်ဆောင်အောင်ဖြစ်တယ်ပေါ့နော်ဟိုကာဝယ်ဆေးထိုးဖို့အတွက်ကျွန်မပြန်ပြီးတော့စဉ်းစားတာတွေဒါတွေလုပ်ဖို့အတွက်ဆိုလို့ရှိရင်ထပ်ပြီးတော့ခါကြတော့ဒါကိုလည်းပဲ evaluation လုပ် လည်းသုံးသက်တယ်ဆိုတဲ့ကိစ္စကိုပဲဆက်ပြီးလုံးလို့ဖို့လုံးမှာဖြစ်တယ်ပေါ့ဒါကပါလဲဆိုတော့အစဉ်စဉ်ဒီလိုမျိုးသွားရတာဖြစ်တယ်အဲ့တော့တစ်ဆင့်ချင်းစီမှာဘယ်လိုမျိုးအပုံစံမျိုးနဲ့ချင်းကပ်မလဲပေါ့နော် rapid assessment ဆိုလို့ရှိရင်ဆိုတာ1သွားတဲ့ကိစ္စဆိုတာဘယ်လိုပုံစံမျိုးချင်းမမ1သွားပြီဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့1သွားရလဲ1ဘယ်နှကြိမ်သွားရလဲဘယ်လောက်များများသွားရလဲဆိုတဲ့ဟာတွေကိုပါကျွန်တော် case definition လုပ်ဖို့လိုလာပြီပေါ့နော်ဒါဥမာပြောပြရရင်ဈာဟာကြီးလည်းအဲ့လိုပဲကျွန်တော်ဟိုဟာအဒီတခုခုပါဟိုဟာ flu ပြန့်နေပြီဆိုလို့ရှိရင်အဲ့ flu ကဟိုဖျားတဲ့လူတွေအကုန်လုံးချိန်မှာဒါမှမဟုတ်ချောင်းဆွဲတဲ့လူတွေချိန်မှာနှာချေတဲ့လူတွေချိန်မှာလာပေါ့နော်အဲ့လူတွေကျွန်တော်အသက်သက်ခွဲ ာပြီးတော့မှကြတော့အဲဒီသူ့ရဲ့ဟိုဟာပေါ့ flu ဖြစ်လာမဖြစ်လားဆိုတော့စောင့်ကြည့်ဦးရဲဆိုလို့ရှိရင်ဘလိုပုံစံမျိုးနဲ့ကျမတို့ကအချိန်တူတည်းမှာစီစစ်မလဲပေါ့နော်ဒါအောင်ကျမတို့ကခက်မြန်မြန်လှုပ်ထားဖို့လိုရဲပေါ့နော်အဲ့ပုံစံမျိုးနဲ့ကျမတို့ကဒီစိမ့်မစိမ့်လှုပ်သွားမယ်ဆိုလို့ရှိရင်တော့ဒီ infectious disease တွေပြန့်နှံ့ဖို့ရန်အတွက်ကအတိုင်းအတာတစ်ခုတည်းရပြီးကျမတို့ကာဝယ်နိုင်မှာဖြစ်ပါတယ် အဲ့တော့ကျမတို့ကဘာလေးလုပ်ဖို့လိုလဲဆိုလို့ရှင်အဲ့ပေါ်ကပြောရတဲ့ဟိုလုပ်ဖို့အတွက်ဆိုရင်ကျမတို့ကအရင်ဆုံးကအဲလိုအပ်ချက်တွေကျမတို့စစ်ဆေးရမှာပေါ့နော်နေ့ assessment လုပ်ရမယ်အဲ့ဒီမှာ assessment တွေမှာသူကဘာလုပ်ဖို့လဲလဲဆိုလို့ရှင်ကြတော့အဲကျမရဲ့စနေစနစ်တခုပေါ့နော်အခုလက်ရှိအနေထားနဲ့ကာယရောဂီတွေဖြစ်တဲ့ဒီ emergency shelter အတွက်ကျမလိုင်းကြီးတွေဖြစ်တဲ့လိုအပ်တဲ့ကျမရဲ့နေစင်တွေပေါ့နော်ဒီကျမ view ဟာဘာညာရေမဟုတ်ဘူး plan to action လို့ပါတယ်ဒီကျမတို့ document ပေါ့နော်စာရွက်စာတမ်းကိုဘာရွေးချက်နဲ့လုပ်တာလဲဘယ်လို policy စမှတ်ထားလဲ procedure ဘာပြင်ဘာလုပ်ပါလဲဆို SOP တခါတွေပဲပါမှာပေါ့နော် ော်အဲခုနကပြောရဲရှင်မတို့အဲကိစ္စရလို့ပို့အတွက်အခုဒီမှာကတကယ် action လုပ်ရမယ်ဒီအစဉ်းစားချက်တွေပေါ့ပြီးတော့ဟာဒါတွေကိုရှင်မတို့က coordinated response တော့ခေါ်ရပြည်ရင်းပြည်ပါအဖွဲ့အစည်းတွေစုစွာပြီးတော့ဟာကြတုံ့ပြန်ကြမယ်ဟိုကျမ်းမာရေးဖွဲ့တခုလုံးလုံးမရအောင်ရှင်မတို့ဒီသားအနာပိုင်းနေနဲ့အဥရှိုရေးဖွဲ့နေတခြားရှင်မတို့လက်သိပညာရှင်တွေဖွဲ့နေဝင်ငလင်းဆိုလို့ရှင်တဲ့ငလင်းနဲ့ပတ်သက်ပြီးတော့ခါကြတော့ဒီ rapid response တွေလုပ်ဖို့ရန်အတွက်ကိုဒါတည်တဲ့သတ်မှတ်ထားတဲ့အရာဟာရှိမယ်ပေါ့နော်သူရဲ့သတ်မှတ်ချက်တွေရှိမယ်အဲဒါမျိုးပေါ့လीတခြားသောရှင်မတို့ဒါသက်ဆိုင်ရာအဖွဲ့အစည်းလိုက်ကို ိတ်ဆက်ပြီးတော့ဟာကြတော့အားလုံးစုပေါင်းပြီးတော့တုံ့ပြန်ရမှာဖြစ်တယ်ပြီးတော့ဟာကြ international ace ပေါ့နော်တကူကိုနိုင်ငံတွင်းကမဟုတ်ဘဲနဲ့နိုင်ငံပြင်ပကနေပြီးအဖွဲ့အစည်းလာရဲဆိုလို့ရှိရင်စမောရီရှိမှာအဲ့လို coordinated response တို့အတွက်အာ counter ပေါ်ထားရေးဆွဲထားတဲ့ document တွေရှိပါစာရွက်စာတွေရှိပါသူတို့ထုတ်ပြရမယ်အဲ့ဒီမှသာလေအဲ့ဒါကြီးလုပ်ဖို့အတွက် lower tier fund တွေနဲ့ budget တွေကိုအဲ့လိုအဖွဲ့အစည်းရတယ်စမောရီကိုတောင်းခံနေရမှာအဆင်ပြေမှာဖြစ်တယ်ဟိုကိုပြောချင်တယ်လို့ပြောရေးချင်တယ်လို့ရေးဆွဲချင်တယ်လို့ဆွဲပြီးတော့ဟာကြတောင်းချင်တယ်တောင်းမယ်ဆိုလို့ရှိရင်အဲရလာတဲ့ဒီဟိုဟာတွေကငွေကြေးတွေကတပြက်နေရဖြစ်ပြီးတော့ဟာကြတော့စုပေါင်းပြီးတော့ကျွန်တော်တို့ဟိုလှုပ်ဆောင်ပ ိုယ့်ရဲ့အတွက်ကလည်းပဲခဲရင်နဲ့ဆိုလို့ရှိရင်တခါဟိုကိုရလာတဲ့ဟာဟိုထားလိုက်ပါတော့ကိုက ကိုအဖွဲရနေပဲမှာကြာတော့ဒါကဖက်ချက်တင်လိုက်တယ်ပြီးတော့ခါကြာကိုအဖွဲရပဲကြားလိုက်ဆိုတော့ဒါဆိုမှကိုကကိုတို့ဖွဲပဲကိုကကိုသုံးပြီးတော့ခါကြာတော့သွားမယ်ဆိုလို့ရှိရင်ကိုတကူစားပေါ့နော်ကိုအဖွဲတကူစားတစုစားလေးတွေကတော့ဒါဒီတော့ဖက်ရင်ဖက်ချက်အစီအပြေဆိုပေမဲ့တကယ်နောက်ဆုံးပိတ်လက်တွေ့ဟိုဟွာဖြစ်တယ်ဒီဝမ်ရောကကာဝယ်ရေးတို့ကုဆက်ရောကထိန်းချုပ်ရေးတို့ဆိုတော့အဲ့ဒီမှာရင်မဲ့ချက်တွေဒီမရောက်တော့ပဲနဲ့ကိုကတကူလက်တွေပြဆန်ရတယ်ဆိုတဲ့ဟာနေပဲပြီးသွားမယ်ပေါ့နော်အဲ့တော့အဲ့ဆိုင်ကစားပြန်နောက်တစ်ခါပြန်ပြီးလဲဦးပါပဲရောကရဲကိုကိုပြန်ပြီးဟိုနေရာတွေ့ပြန်ဟိုနေရာတွေ့ပြန်ပြီးလူရဲတေးကြပြန်ပြီးအဲပြည်စီရမလို့ဖြစ်ကြပြန်ပြီးဆိုတဲ့ဟာ ါဘူးဒါလည်းတစ်ပတ်တစ်ခါပြန်ပြီးလေလောင်းပါပဲဒါပေမဲ့ကျွန်တော်တို့ coordinated response ကအရင်အရေးကြီးပါတယ် တော့မိမိတို့ဒီပတ်ဝန်းကျင်တန်ရှင်အတွက်ဆိုလို့ရှိရင်လည်းပဲအခုကော်လိုရာဖြစ်ပြီဆိုလို့ရှိရင်ကိုရောမဖြစ်ဖြစ်သေးဘူးပေါ့လေအဲ့တော့တကယ်လို့များဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအင်သာရေအတွက်ကရောဒီ shelter တစ်ခုအတွက်ကိုဘယ်နှလုံးအင်သာရှိရမှာလဲပေါ့မလူအရောက်တရာအတွက်ဆိုလို့ရှိရင်အင်သာတစ်လုံးနဲ့နဲ့ကလည်းဆင်မပြေဘူးလေနော်နေရောညရောဆိုအဲ့တော့လူရောက်လျောက်တရာရှိရဲ့ shelter အတွက်ဆိုပြီးကျွန်တော်တို့ဒီအင်သာရေအတွက်ဘယ်နှလုံးဆောက်မှာလဲပေါ့အဲ့တော့ဒီမှာရှိဒီနေရာမှာပြောကြရရှိရကမိမိတို့ရဲ့ shelter မှာလူဘယ်နှယောက်ကိုစင်ရင်သွင်းပြီးတော့ camp ထဲမှာထည့်ထားတာလဲဆိုတာလေးပဲကျွန်တော်တို့စကားပြောသေးတယ်ပေါ့နော်အဲ့တော့လူကဘယ်နှယောက်မှမသိဘူးဟိုမှာနေကြတာပဲမသိဘူးမှာလာကြလိုက်ပြီးလို့ရှိရင်ပြန်သွားသွားကြ လိုက်ဆိုလို့ရှိရင်လည်းအဲ့တော့ဘလို့စပြီးတော့ပြင်ဆင်တော့မှာလေဘယ်နှယောက်ရှိလဲဆိုတော့မသိဘဲနဲ့ကျမတို့အိမ်သားအလုံးရေပြောဘလို့မျိုးစစ်စစ်ပြီးတော့တက်မှတ်လို့ရမှာလေဒါမျိုးကလည်းရှိသေးတယ်ဆိုတော့လူတို့အသုံးပြုဖို့အတွက်ရေပမာဏပါညာစာကြည့်အဲ့လိုပဲလူတို့ပဲကျမတို့ဘလောက်ထိလူဟာ fix ပေါ့နော်ရှိနေလဲဆိုတော့ဒီလိုဟာကြောင့်မတက်မှတ်ပြန်ပြီးတော့ဖြစ်တဲ့အကြောင်းဘလို့အဲ shelter တွေမှာကျမတို့အဲ့လိုမျိုးအဲလူဦးရေစင်ရအတီချာကောက်ထက်ကောက်ခံနေဆိုရဲကိစ္စကာစလူလာပြီးဆိုတော့အခုချိန်မှာအဲနားလည်ထားဖို့လိုအပ်တယ်ပေါ့နော် ပြီးတော့ရေနဲ့အစားအစာရေသွေးကိုလည်းပဲအမြဲတမ်းအချိန်ပဲစောင့်ကြိုးလို့တယ်မှာတပတ်တခါလာအဆင်ပါလားဒီကက်မူကျွန်တော်တို့ဥမာတလထားမယ်ဆိုလို့ရှိရင်အဲ့ကက်တောင်ကက်မှာတပတ်တပတ်တခါကိုအစားအစာရေသွေးဒါမှမဟုတ်ရှင်ရေရေသွေးကိုလာပြီးစောင့်ကြည့်ရဲစနစ်တခုတော့ကျွန်တော်ချမှတ်ထားဖို့လိုရပါတော့ဟိုအထွေထွေမဟုတ်ပဲနဲ့ဒီဥစ္စာတွေမှာအစားအစာတွေမှာဘယ်လောက်ဒီအဘက်တီးရီးယားတွေပါနိုင်လားပေါ့နော်ပြီးတော့ရေဆိုလို့ရှိရင်လည်းရေငင်းမြစ်တွေကဘယ်လိုပုံစံရှိနေလဲဆိုတာပြီးတော့စောင့်ကြည့်ရဲဆိုရင်နေထားမျိုးစာပေးတဲ့စတန်ဒီတွေကျွန်တော်တို့ကထားထားမှာဖြစ်တယ်ပေါ့နော်အဲ့လိုနေရပြီးကျွန်တော်တို့ emergency shelter တွေမှာ assessment လုပ်ပြီးရမှာဖြစ်တယ်အဲ့ဒီဟိုဒီပြီးတော့ဟာကြတော့ကျွန်တော်တို့ယောဂ ရှင်နိုင်နေထားရှင်နေဆိုဂျူဒီမြောက်ဟာချက်ကာဝယ်ထားမှာဖြစ်တယ်အဲ့နေရာမှာညဖြတ်လိုက်တော့ဗောနော်အဲ့လိုဖြတ်လိုက်ဆိုအဆိုရင်အဲအင်သာတီချာလောက်ရေးတီချာလေးကျွန်မတို့စီစဉ်မယ်ဆိုလို့ရှင်အဲ့ဝမ်ယောက်ကရေမဖြစ်လာတော့ဒါဆိုကျွန်မတို့ဟိုနောက်ဆက်တွဲဟာဘာမှတိတ်ပြီးတော့ဟိုအရင်ပူစရာမလိုတော့ဗောနော်ဘာဆိုအခုချိန်မှာအားလုံးကရှားပါနေရအဲကုသနိုင်နေရှင်မြစ်တီရောဒီကုသနိုင်တဲ့အစာဦးတို့နောက်ဆရာဝဆရာမအင်အားနောက်စီးပစ္စည်းအင်အားတွေအကုန်လုံးအစစအရာနေပါတယ်ဆိုတဲ့အချိန်မှာယောဂမဖြစ်လေကောင်းလေပဲအဲ့တော့မဖြစ်ခင်ကျွန်မတို့ကဒါမျိုးတွေကျွန်မလိုက်ပြီးတော့ဘာမှတိတ်ပြီးတော့ဟိုပင်ပင်ပန်းမဟုတ်ဘူးခက်ရခင်စင်မဟုတ်ဘူးကိစ္စလေးတွေကိုဂျိုတင်မ ွက်လုပ်ထားမယ်ဆိုလို့ရှိရင်ကျမတို့တော်တော်လေးအဆင်ပြေနိုင်မှာဖြစ်တယ်ပေါ့နော်အဓိကကလည်းစီကံရှိဖို့ပါပဲစုပေါင်းပြီးတော့ခါကျတော့လှုပ်ဆောင်မယ်စနစ်တကျစီကံရှိလုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေနိုင်မှာဖြစ်ပါတယ် အဲ့တော့အဲအဲ့လိုမျိုးအဲ shelter လုပ်တယ်ဆိုရင်နေရာမှာလေးပဲကျမတို့မိမိတို့ရဲ့ရက်ွက်ကြီးရွာပေါ့နော်ရွာထဲမှာလာရက်ွက်ထဲမှာလုံးမှာလာအဲ့လိုသူ့ရဲ့ဒီ level တခုအဆင့် light ဒီပေါ့နော် အစိုးရအဆင့်ဒီဆိုလို့ရှင်အစိုးရအဆင့်ဒီဒီ shelter အကြီးကြီးဘယ်လောက်ဒီအလုံးမှာလဲလူပနေရောက်ထားမှာလဲဆိုရဲဟာပေါ့မူဒီပြောခါကြတော့ evacuation shelter ကျတော့ဒီစားဖို့လိုအပ်ပါတယ်နောက်တစ်ခါကျတော့အဲ့ဒီမှာတွဲပေးပြောခါကျမတို့အစားအစာတင်းရှင်းဖို့စွန့်ပြစ်ပြစ်ကြီးဘယ်လိုမျိုးတင်းပါလဲအမိုက်အမိုက်ကျွေးနေပြင်မယ်ဆိုလို့ရှင်အခုချိန်မှာအဲဒီစိတ်ချရတဲ့အနေအထားမျိုးမရှိဘူးဆိုလို့ဆိုလို့ရှင်မရှိသေးဘူးဆိုလို့ရှင်ဒါ ါတို့ကျမတို့ကမီရှိုဆွန့်ပြက်ထားတော့ဒါမှမဟုတ်ရှင်လည်းပဲပိုးသက်စေးရည်နဲ့စိတ်မျိုးဆွန့်ပြက်စားကြထားမျိုးတွေကျမတို့ကလုံးပါဖြစ်တယ်ပြီးတော့ဟာကြောင့်ယာယီအင်းဒီဆောက်တဲ့ကိစ္စတွေဒါတွေကျမတို့ကအာဘယ်လိုလုပ်မလဲပေါ့အခုချိန်မှာဤပညာတွေအဆင့်မြင့်လာပြီဆိုလို့ရှိရင်အဲ့ဒီဤပညာတွေကိုဟိုအချိန်တိုတွင်းမှာဟိုဈေးတက်တက်တတာနဲ့ပေါ့နော်ဈေးစကားတက်တက်တာနဲ့ဒါတွေကျမတို့ဘယ်လိုမျိုးတက်မှတ်ကြအောင်လဲအဲ့ဒီပုံနဲ့ကျမတို့ရှက်တာတွေအကုန်လုံးမလုပ်လိုက်မယ်ဆိုလို့ရှိရင်မိမိတို့ဒီယောဂဖြစ်မယ်ဆိုလို့ရှိရင်တော့ပေါ့နော်တခုအများ disease outbreak တခုဖြစ်လာခဲ့ပြီဆိုလို့ရှိရင်ထိန်းချုပ်ရတာလွယ်မှာဖြစ်တယ်ပုံစံလည်းတူတူပဲဖြစ်တဲ့အတွက်ကြောင့်ပေါ့ဒီပုံစံမှာဒီလိုမျိုး modify ိုင်းလုပ်လိုက်ဘယ်လိုမျိုးဒီပညာကိုသုံးပြီးတော့ဟာကြတော့စစ်ဆေးလိုက်ဒါမှမဟုတ်လို့ရှင်လည်းပဲပြင်ဆင်လိုက်မယ်ဆိုလို့ရှင်အားလုံးဒီထိန်းချုပ်တဲ့ခါမှာလွယ်သွားမယ်ပေါ့ဒါဟောပြောချင်တာဖြစ်တယ်ပေါ့ပြောဆိုရတို့ဒီတတိယရဲ့ဆီမှာအစဉ်စဉ်ပြင်ဆင်တက်မဲ့ထားဖို့လိုရဲဆိုတော့ပြောချင်တာဖြစ်ပါတယ်ပြီးတော့ဟာကြတော့အဲ့ပုံပေါ်မှာထပ်ပြီးတော့စာပေနဲ့စစ်ဆန်ကိုစနစ်ချမှတ်လိုက်ပြီဆိုလို့ရှင်တော့ဒါအင်မီတန်မှာလွယ်ကူတဲ့ဆီမှာစစ်ဆန်တစ်ခုကိုရလာမှာဖြစ်တယ်ဆိုတော့ဆီမှာပြောချင်နေပေါ့နော် ဲ့တော့ကျွန်တော်တို့ကဒီကေဇေးအဖွဲ့တွေပေါ့နော်အဲမိမိတို့အဲအိမ်မှာပြောကြရရှိတာအခုငယ်ရချားကနေပြီးတော့လာတဲ့ကေဇေးအဖွဲ့အများကြီးရှိရပေါ့နော်အင်တန်လည်းဂျေစုတင်ကြအောင်လေဒီနေရာကနေပြီးတော့ကျွန်တော်တို့ HL Lab ကိုစားကျွန်တော်ကနေပြီးတော့ပဲအဲဂျေစုတင်ပါရဲပေါ့နော်ဂျေစုတူတင်ရှိပါရဲဆိုတဲ့အကြောင်းကိုလည်းပဲဒီညမှာဒါသင်ခန်းစာပြောရင်းနဲ့ကျွန်တော်ပြောလို့ပါတယ်အဲအချိန်မီပေါ့နော်အချိန်တို့အတွင်းတချို့တွေဆိုလို့ကျွန်တော်တို့ဒီရက်မကူးရင် ိုပဲချက်ချင်းကိုရောက်ကြရောက်လာကြရတယ်။ဒါပြီးပါကတတိပညာရှင်အဖွဲ့ရလာပြီးတော့ကုခေစေပေးကြတဲ့အတွက်ကြောင့်မလို့အသက်ရှင်သွားတဲ့လူတွေလည်းပဲဆင်မတို့ဒီအဲဆိုရှယ်မီဒီယာနိုင်ငံသတင်းဌာနတွေကနေ report လုပ်ကြရတယ်ဆင်မတို့တွေ့ရတယ်ပေါ့နော်။ပြီးတော့ခါကျအင်ဒီဂျင်နိုင်ငံတွေကလည်း live ခေစေတာအရင်ကောင်းပါတယ်။ဒါပေမဲ့တခုရှိတာကကြတော့အမီတို့ရဲ့ဒီယောဂအဖြစ်ပွားမှုပုံစံအပီဒမီယိုလော်ဂျီရဲ့ပုံစံနဲ့တူတဲ့နိုင်ငံတွေကလည်းဖြစ်နေတယ်။ဒါကြောင့်ကျွန်တော်တို့ဒီသူတို့ရှင်မဖြစ်တဲ့ယောဂရဲ့ပုံစံတွေမျိုးကိုယ်နိုင်ငံမှာရှိတဲ့ယောဂရဲ့ပုံစံတွေတဲ့အတွက်ကြောင့်မလို့အဲ့ respect responder တွေဈေးကုသပေးရဲ့ ူတွေအနေနဲ့လည်းပဲဟိုအခက်အခဲရှိနိုင်တယ်ပေါ့နော်မိမိတို့ရဲ့ရေမြေခံမတူတဲ့အတွက်ကြောင့်တို့ယောဂကုသတဲ့ပုံစံမတူနောက်တစ်ခါကျတော့သုံးပြည့်ရဲ့စေးဝါးတွေဆက်ပစ္စည်းကရိယာတွေလည်းမတူနောက်တစ်ခါကျ training တွေလည်းပဲမတူတာတွေအများကြီးဖြစ်နိုင်တယ်ပေါ့ဒါလို့ကျွန်တော်တို့ဂျူတီမထင်သွင်းစဉ်းစားထားမှာဖြစ်တယ်ပြီးတော့ဟာကြတော့ ယောဂါတွေကိုကျမတို့လာပြီးတော့ဟိုကုဆက်တဲ့ဇွဲဟိုဟိုပါဘောနော်ဒီဒေတာတွေမှာဖြစ်ပွားတတ်တဲ့ဇွဲနေရာမှာတခြားသောကျမတို့ကဖြစ်ပွားတဲ့ယောဂါလေးဖြစ်ပွားလေးမရှိတဲ့ယောဂါတွေကအကျိုးတင်ပြီးတော့ခါဝဲဖို့အတွက်ကိုစဉ်းစားထားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဟိုမိမိတို့ဒေတာမှာဟိုပါဘောတုံနာဓမ္မ TV TV ပဲဖြစ်တယ်ပေါ့လေတခြားသောကျမတို့အသက်ရှူနေကြောင်းတွေဆိုင်တဲ့ယောဂါဆိုလို့ရှိရင်ဒီလိုချောင်းဆိုးရဲ့ဘက်ပြားရပါညာဆိုလို့ရှိရင်ဒါက TV ပဲဆို TV ဆိုပြီးတော့ပနာမဓာကုတာတွေဆိုပေမဲ့လည်းပဲအဲအရင်တော့မဖြစ်ခဲ့တဲ့ပုံစံမျိုးလေအခုချိန်မှာဖြစ်နိုင်တယ်ဆိုရဲဟာကိုခေါင်းထဲမှာကျမတို့က ဖယ်သွင်းစဉ်းစားထားမိပေါ့နော်တခြားသောမဝန်သွားရဲဆိုလို့ရှိရင်လည်းကောလရာပဲလာဒါမှမဟုတ်တခြားသောအဲဝန်သွားပြီးတော့ပြဿနာဖြစ်တဲ့ယောဂါတစ်ခုများဖြစ်နေမလားပေါ့နော်မပြောရမယ့်ဆိုတော့ဒါတွေလည်းပဲကျွန်တော်ကြိုတင်ပြီးတော့စဉ်းစားထားဖို့အတွက်လိုအပ်တယ်ကုစင်ကယ်ဆယ်ရေးအဖွဲ့အားလုံးကဒီ အဲဒီကိုညီပြည့်ရဲ့ရင်းမြစ်အားလုံးရဲ့အခါနေပြီးတော့ဒီချမှတ်ထားတဲ့ဒီ principle ပေါ့နော်သူတို့ကသူတို့အဖွဲ့နဲ့သူကလည်းချမှတ်ထားတဲ့ principle ကိုလည်းပဲကျမတို့ကအလေးပေးပြီးတော့ခါကြတော့အစဉ်းစားထားမှာဖြစ်တယ်ပေါ့ဒါဆိုဒါမှအတန်လေးကျမတို့ယောဂါတွေကဒီတစ်မျိုးတည်းပဲတစ်ခုတည်းပဲစဉ်းစားမှာလာပေါ့နော် breathe ဒီ SOP တိုင်းပဲစဉ်းစားမှာလာတခြားတော့ကျမတို့အဲစဉ်းစားထားစဉ်းစားထားရမယ်ဒါဆိုစဉ်းစားချက်တွေရှိ ਉਹ မလားဆိုတာကိုလည်းပဲအချင်းချင်းကျမမြင်လိုက်တိုင်ပြီးတော့ခါကြတော့မိမိတို့သတ်မှတ်ထားတဲ့အဖွဲ့အစည်းချင်းချင်းရဲ့ fundamental principle ပေါ့နော်အခြေခံ principle လိုက်နာဖို့အတွက်လိုအပ်ပါတယ်ဒီကူညီခဲ့တဲ့ပြုလုပ်သူနဲ့ သေးခံရတဲ့လူရဲ့ကျန်းမာရေးပေါ့နော်ငုံတဲ့ဘက်ဆိုတာအထက်သွင်းပြီးတော့ခါကြတော့စဉ်းစားဖို့လိုမှဖြစ်တယ်ဆိုတော့လည်းပဲအခုချိန်မှာကျွန်တော်တို့ဒီထိလွှဲရှာလွှဲတာမဖြစ်အောင်ပို့တိုင်းမှုတွေမဖြစ်အောင်ဒီတန်းဒေတာဖို့လွယ်ပေါ့နော်ဒါဆိုတော့ အားလုံးကပြင်းမနေကြရတယ်အမြန်ဆန်လာပြီးတော့ကြေစေရတွေ့ကြောင်မလို့တချို့ဆိုလို့ရှိရင်မိတ်မနေလို့ဟွာဖြစ်ရတယ်အစားအသောက်တွေဟွာဖြစ်ရတယ်ရေမလုံလောက်တာတွေရှိရဲနောက်တစ်ခါကျတော့ဒီဘက်ကလူရလည်းပဲတကယ်ကလေးနဲ့ခံရတဲ့ပြည်သူလူထုကိုနိုင်ကလည်းပဲဒီနေရောညမှာမအိပ်ရရပူဆွေးတော့ကရောက်တာရှိရတွေ့ကြောင်အဖက်ဖက်ကနေပြီးခါကျတော့စေပန်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအားလုံးချွေရနေကြရဆိုတဲ့အချိန်မှာအာမိမိတို့တကယ်လိုက်နာရမယ်အခြေခံချက်လက်တွေကိုလည်းပဲဒါမမေ့ဖို့အတွက်ကတော့ရေးကြည့်ရပေါ့နော်တကယ်တော့ဟိုဟိုဒါဒါ ဒါဒီလိုပြောရတာလေးပဲကျွန်တော်တို့ကဟိုပြောရမယ့်ဒီအတောင်ဝန်လေးရှိတဲ့အတွက်ကြောင့်မို့တကယ်ကတော့ကျွန်တော်လိုက်နာဖို့အတွက်ကတော့မြေပြင်မှာအင်တာနက်မှာခင်ရင်နိုင်မှာယာတိတို့ကတိတ်ပူတယ်အဲယာတိတို့ဆိုပြရတယ်အင်္ဂလိပ်နေရာတောက်လျှောက်အသေးတွေကထပ်လုံနေရဆိုရဲကြားထဲမှာမှာလူတွေကအသက်ရှင်ဖို့အတွက်တော့အနည်း struggle လုပ်နေရတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဒီလောက်ဒီကျွန်တော်စဉ်းစားဖို့ရတဲ့အတွက်ကကျွန်တော်ပြောတာလေးပဲပြောရမယ်ဆိုရင်တိတ်ပြီးတော့လေ fair တော့မဖြစ်ဘူးပေါ့နော်ဒါလေးရတယ်ကျွန်တော်ထည့်ပြီးတော့ပြောလို့ပါတယ် ဒီပုံကကျွန်မတို့ဂျီ China Daily ကနေပြီးတော့ယူထားတဲ့ပုံဖြစ်ပါတယ်ပေါ့နော် China Daily ကိုကျွန်မ credit ပေးပါတယ်အဲ့တော့ဒါမန်လေးမျိုးကအပြည့်စည်းပုံကြားထဲမှာအပြည့်စည်းရှင်လေးရဲ့နဲ့ဒါကကျွန်မတို့ April 2ရက်လောက်တော့ရောက်လာခဲ့ပြီပေါ့နော်တပတ်လောက်ရှိနေဆိုတကြောင်အသက်ရှင်နိုင်နေလူကြံနေခဲ့တဲ့အရေအတွက်ကိုကဲထုတ်ရံမွေးရတယ်အမြဲတမ်းပါဒါ chance တွေနေလာခဲ့ပြီဖြစ်ပါတယ်အဲဒီမှာမြင်ရတဲ့အတိုင်းပဲကဲတဲ့လူကကဲတယ်ဆိုပေမဲ့လည်းအားလုံးကလည်းတောက်လျှောက်ကြိုင်နေကြနေတာလည်းမဟုတ်ဘူးနားရတဲ့လူကလည်းနားရသေးတယ်ပြီးတော့ဘေးမှာဘာမှမလုပ်နိုင်မဲနဲ့ကိုယ့်ရဲ့ပစ္စည်းပစ္စည်းအားလ ည်းမစုံလဲဘူးပြီးတော့ကိုယ့်ရဲ့အဟိုပါပေါ့တခြားလို့ကျွန်တော်အကြောင်းအကြောင်းနေကြောင်းပေါ့နော်ဝင်ပြီးတော့မကင်တဲ့လူတွေလည်းပဲရက်ကြည့်နေရတဲ့လူတွေလည်းပဲများစွာရှိရပေါ့နော်ဒါကျွန်တော်တို့အခုလက်ရှိနေထားပါဒါကြောင့်မလို့ဒီလိုအချိန်မျိုးမှာအာကျွန်တော်တို့အဲ principal ရဲ့အချင်းချင်းပေါ့နော် fundamental principal လိုက်နာဟို ဟိုဆိုတာကတော့ဒါခင်းရင်နေပေါ့အဲဒါကြောင့်ဆိုတာတူနေတူလူသားဆန်သွားနေအချင်းချင်းသူအလုပ်ကိုအလုပ်ကိုလေးစားမယ်သူအချင်းတွေကိုအချင်းတွေကိုတန်ပွားပြီးချင်းချင်းအပြန်အလှန်တိမဲ့ဖြစ်ပြီးတော့ဟာကြတော့ဒါအားလုံးပူပေါင်းပြီးတော့ဆောင်ရွက်မတာနေပေါ့နော် coordinated response နဲ့သွားမတာလေဒီကဆိုးကြီးရဲ့အတန်ကိုကျမတို့ကဒီကာလအတွင်းမှာပြည့်ညက်ခံပြီးတော့ကြောဖြတ်နိုင်မှာဖြစ်ပါတယ်ပေါ့နော်ဒါလေးကကျမအပုံလေးကိုပြပြီးတော့ဟာကြတော့အနေထားတွေပေါ့နော်ကျမတို့တကယ်လက်တွေ့နေမှာကြုံရတဲ့အနေထားရဲ့အချင်းစားပြီးတော့ပြောပြပြရခြင်းဖြစ်ပါတယ် အဲ့တော့ဒီမှာဒီသူတို့ရဲ့ဒီ rescue team တွေပေါ့နော် first responder လာလို့တဲ့အုပ်စုတွေဆိုလို့ရှင်သူတို့မှာအဲများသောအားဖြင့်ကတော့သူတို့အတွက်အစားအသောက်ပါညာဘယ်လိုမျိုးစားသောက်ရမလဲဘယ်လိုရည်မျိုးသောက်ရမလဲဘယ်လိုမျိုးနေထိုင်ရမလဲဆိုတော့သူတို့မှာ guideline တွေရှိသားပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှင်မီးရောဘာသာမျိုး tissue ပါညာဆောင်လာကြရရှိမယ်ကိုယ့်ရဲ့စီစောတန်ရှင်တဲ့လုပ်ငန်းစဉ်တွေပဲသူတို့ကသူတို့ guideline တွေပဲလှုပ်ဆောင်ကြမယ်ပေါ့နော်ကွက် tissue တွေပဲသူဆောင်လာကြရရှိမယ်စီတူကူတွေပါညာတွေပဲသူတို့စားသောက်မယ်ဆိုတဲ့နေထိုင်မျိုးကိုလည်းပဲကျွန်တော်တို့ကြိုးပြီးထားမှဖြစ်တယ်ဒါပေမဲ့တချို့ data တွေမှာလည်းပဲတွေ့နေရတာတော့လူကယ်က စားတောက်တွေဆိုစားနေကြတယ်တချို့တော့ passport responder ပေါ့နော်နိုင်ငံပြင်ပကလာတဲ့အုပ်စုလေးစားနေကြတယ်တွေ့ရတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီကတော့ကျမတို့ဒီ sewa အဲဒီအစားတောက်တွေအားလုံးသုံးဆွဲရတဲ့နေရာမှာကိုသုံးနေကြဟာကိုစားတောက်သုံးနေကြဟာတွေကတို့တို့အတွက်ပိုပြီးအဆင်ပြေပေါ့ဒါလေးကတော့ကျမတို့ဒါဒါစကားချက်အနေနဲ့ထည့်ပြီးပြောရတာဖြစ်ပါတယ်မိမိတို့ဒီဒေတာကာဝယ်ပြီးအဲပိုင်းရနေပြီးတော့လည်းပဲကျမကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဟာ response ပေးရလူမာလေးပဲဒီအစားတောက်ဆန်ရှင်ကြီးတို့တခြားတော့ဒီအစားတောက်ကင်တွဲလူတန်ရှင်ကိုကျမတို့အများကြီးအဲအနီးက ကြည့်ပြောခါကြတော့မှလုပ်ပြီးအောင်ဖြစ်တယ်ပေါ့ဒါပေမဲ့အခုချိန်နေမြို့မှာတော့အဲတကယ်အရင်တုန်းကလုပ်ခဲ့တဲ့ကနေဦးလုံးဝရှိခဲ့တဲ့ပြည်သူ့ကျန်းမာရေးစနစ်တဲမှာရှိခဲ့တဲ့လူတွေတောင်မှဒီငလင်းထန်ကိုခံစားရတဲ့လူတွေအများကြီးရှိတဲ့အတွက်ကြောင့်တကယ်လုံဆောင်မှုရန်အတွက်ကိုအဲဒီကျွမ်းကျင်တဲ့လူတွေကလည်းပဲအင်တာမှာလက်တွေ့မှာလုပ်နိုင်ဖို့ရန်အတွက်ခင်းရင်းနေရပေါ့နော်ဒါကြောင့်လို့ကျွန်မတို့ကုဆတ်ရောဂါတွေပြန့်နှံ့ဖို့အတွက်ကတော့ဒါကစဉ်းစားလေးစဉ်းစားလေးပို့ပြီးတော့ခါကြတော့အန်ရကြီးမားလေးဆိုတော့ကျွန်မတို့အဲတွေ့တွေ့ထားရမှာဖြစ်တယ်ဒါကြောင့်လို့ကျွန်မတို့ကာဝဲကြည့်ထိုးတဲ့ကိစ္စတွေကတော့ကြာတော့နောက်ပိုင်းဟိုယောဂအရန်နေဖြစ်ပြီးတော့ဒီအဲဖိတ်စင်နေအောင် င်းပေါ့နော်ဒါတွေကကျမတို့အခုလက်ရှိမှာတွေကကြီးကြပ်မဲ့မဲ့လောက်သွားမယ်နေသားလေးဖြစ်တယ်ပေါ့နော် အဲ့တော့အရင်ဒီစမရှိကပြောခဲ့တဲ့ဟိုမှာလက်ချမှာပါခဲ့သလိုပဲဒီဒီငလင်က2010မှာလုတ်ခဲ့တယ်ကော်လိုရာကသူတို့ရဲ့နိုင်ငံမှာ epidemic ပုံစံမျိုးနဲ့အလင်းမြတ်ပြန့်နှံ့သွားတယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာငလင်တန်ကြောင့်တည်တာတဲ့ကိုသူတို့ရှီမှာအဲအစအဝေးဘာညာဆုံးရှုံးလာတဲ့ဆာလို့ရှိရင်လူအသက်ကတည်တာကအဲ့ဒီကော်လိုရာမှာပိုပြီးတော့များခဲ့တယ်ပေါ့နော်အဲ့တော့ယောဂအကြောင်းမလို့ငလင်အကြောင်းမသိဘဲနဲ့ယောဂအကြောင်းမအဖိတ်စင်နေတည်ပြီးတော့များသွားတယ်ဆိုတဲ့အနေထားကတော့အင်တန်မှာဟိုခြေခွဲဆရာလေးကောင်းလာပါတယ်ပေါ့နော်အဲ့ဘာလို့ရမလဲဆိုရင်ကျွန်တော်တို့ဒီခုနကပြောခဲ့တဲ့ ဒီအိမ်သာဆောက်တဲ့ကိစ္စတွေစုမိပစ္စည်းကိစ္စတွေဒါတွေဆိုတော့တေချာအဲ guide ဟိုပါပေါ့နော်တေချာလေးကြီးကြပ်ဖို့အတွက်လိုပဲတယ်။ယာယီကယ်ဆေးစခန်းတွေတွေမကောက်ဘူး။တခြားတော့ جماعه တို့ကလူစုစုများများနေတဲ့နေရာတွေပေါ့နော်။အကုန်လုံး جماعه တို့ပါပါတယ်။အခုကတော့မန်လီမျိုးတွေစကိုင်းမျိုးတွေဆိုလို့ရှိရင်တော်တော်များများပါတယ်ပေါ့နော်။အဲ့တော့အဲ့နေရာမှာဆိုယောဂဥဆိုင်အစီများတဲ့နေရာတွေအတွက်ကိုလည်းကြိုတင်ပြီးတော့ကာဝယ်ဖို့အတွက်လိုပဲပါတယ်။ကနိုးရှင်နေမိသားတတ်မှတ်ချက်တွေနဲ့လေ جماعه တို့ကအခုချိန်မှာနောက်ထပ် action တွေစရတယ်ဆိုရင်ညမှာ live ရောညတွေလည်းပြုလုပ်ဖို့လိုပဲပါတယ်ပေါ့နော်။ဟိုကနအူကရှိခဲ့တဲ့ဟာဟိုဒီပုံစံ ိုင်းသွားရဲဆိုရင်ဒီဒကာလိုင်းနဲ့သွားရဲဆိုရင်အခုလေအခုလေရှိနေသားနေအဆင်ပြေနေသေးရဲဆိုလို့ရှင်လည်းပဲအဲ့ဒီအတိုင်းကျွန်တော်တို့ကအရင်ကြီးမဆန့်ကျင်မဲ့နေဂိုင်းလိုင်းနေချပြီးတော့ခါကျ action ယူဖို့အတွက်လည်းပဲလိုအပ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအဲ့တော့ဟို အများကြီးတော့လုတ်ဆရာတွေကတော့အများကြီးပဲဆိုပေမဲ့လည်းလက်တွေ့ကြကြကောင်းတဲ့ foreign ဆိုတဲ့နေရာမှာအဲမိမိတို့ဒီကနေဦးသတ်မှတ်ချက်တွေနဲ့ပေါ့နော်မိမိတို့ကျန်းမာရေး public health system မှာသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေနောက်ဒေသတွင်းကလူတွေလိုက်နာနေကြပုံစံတွေအတိုင်းသွားမယ်ဆိုလို့ရှိရင်အဲ့ဒီဟာတွေကပေါ့ထက်ပြီးတော့ထက်ဆင်ပြီးတော့ပြင်ကျန်းမာရေးပညာပေးတဲ့ကိစ္စတွေလုတ်လုတ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တန်ဆင်းရေးကိစ္စတွေလုတ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေသွားမှာဖြစ်ပါတယ်အဲ့တော့ဟိုတကြီးစာပေးလမ်း program ကလည်းပဲအဲ့လိုမျိုးလုပ်ငန်းတွေလုပ်နေတယ်ပဲထည့်ပြီးတော့ပေါင်းလိုက်ရမှာပေါ့နော် integrate လုပ်လိုက်ရမှာဒါဆိုလို့ရှိရင်ကျမတို့ရေရှည်သွားလို့ရ န်ကြီးရှိဆိုတော့ကျွန်တော်တို့အခုငလျင်ကာလရှိမယ်ပေါ့နော်ငလျင် ခံခံနေရတယ်အခုလက်ရှိခံနေရသေးပါပဲအသေးလေးတွေကတောက်လျှောက်လှုပ်နေရအောင်ပညာရှင်တွေခံမှန်းနေရရဆိုတော့လအတော်ကြာကြာလေးပဲလှုပ်နိုင်သေးတယ်ပေါ့နော်ငလင်းအသေးလေးတွေကပြီးတော့တခြားသောကျွန်တော်တို့ဆက်ဆက်တဲ့တဘာဝဘေးရန်တွေအနေရတွေလည်းချက်ချင်းစဉ်းစားထားမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့လအတော်ကြာကြာကတော့ဒီ surveillance system program တွေကို run ထားရမှာဖြစ်တယ်အဲ့တော့အဲဒီလူတွေများလာတာနဲ့အမျှပြီးတော့ဟာကြတော့တခြားသောကျွန်တော်တို့ပြဿနာပေါ့နော်ဒီကြ social issues တွေရှိလာတဲ့အမျှကျွန်တော်တို့ဒီလိုမျိုး disease outbreak ဖြစ်တဲ့ဆိုတဲ့ကိစ္စတွေနည်းနည်းအမျှရေရှည်မှာရှိလာနိုင်မှာဖြစ်တဲ့ကြောင့်ဒီလိုမျိုး expect လုပ်ဖို့ကျွန်တော်ပြောကြားရင်ဒီနေ့လည်းကျွန်တော်ဒီ မှာခဏရက်ပါမယ်အဲ့တော့ဟိုယောဂာရင်နဲ့ပတ်သက်ပြီးတော့ဟာကြောင့်နည်းနည်းတချို့ပိုင်းတွေအသေးစိတ်ဆွေးနွေးဖို့လိုတဲ့အတွက်ကြောင့်မလို့တော့လည်းချာမှာထပ်ပြီးတော့ဆွေးနွေးပြပါအောင်မယ်ကျေးဇူးများကြီးတင်ပါတယ်